အပြောင်းအလဲသားမဘွားကနေဘောလုံးသမားဘွားကိုစတင်ခဲ့သူဂျမီပါရီဂျမီပါရီရာရာသီကိုမှပရီးမီးယားလိချန်ပီယံဟောင်းလက်စတာစီးရီးယားအသင်းနဲ့လမ်းခွဲတော့မှာဖြစ်တယ်လို့ဒန်ဆင်ကလပ်ကအေဘလာ24ရက်နေ့ဂျာလာမင်းနေ့မှာကြေညာခဲ့တာလည်းဖြစ်ပါရီလေစီလိုမြန်ဆန်တိုက်စစ်မှုကိုသူတို့ရဲ့အကြီးအကျယ်ခမ်းနားဆုံးဇာမတရားအဖြစ်ဖော်ပြသွားခဲ့တာလည်းဖြစ်ပါရီ ဂျမီမာရီယာ2016ခုနှစ်မှာမပြည့်နိုင်လောက်တဲ့အခြေအနေတွေကြားကနေအင်္ဂလန်ပရီးမီယာလိချန်ပီယံဆုလောက်ကိုရယူခဲ့ရမှာအသင်းရဲ့ဒီရောက်ဇာမတက်ရောက်ဖြစ်တဲ့လို့အရေးပါတဲ့တန်ဆင်မှုတက်ရောက်လည်းပဲဖြစ်ခဲ့ပါလိမ့်။အသက်30ခုနှစ်အရွယ်မှာတော့ဆက်လက်ဇာသွားမယ်လို့သူကကတိပြုပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။အင်္ဂလန်လေဝစင်အောင်ဟာ2012ခုနှစ်မှာလေးဝမ်းအသင်းဖလက်ဝူတောင်းကနေပေါင်တသန်းနဲ့လက်စတာစီးရဲတဲ့အသင်းကိုရောက်လာခဲ့ပြီးပွဲပေါင်း900နီးပါးမှာ ကိုပေါင်း198ကိုတွင်းယူပေးနိုင်ခဲ့ပါသည်။အသေးကောင်ဆောင်က143ကိုနဲ့အတူလက်စတာစီးရီးသင်းရဲ့ပရီးမီးယားလိဂ်ကိုတွင်းအများဆုံးဈာမတက်ရောက်လဲပဲဖြစ်ပါသည်။လက်စတာစီးရီးသင်းဟာဘောလုံးသမိုင်းမှာအာသင်စရာကောင်းဆုံးအဖြစ်ပြတွေထဲကတစ်ခုအနေနဲ့ပရမာဆုံးထိုင်တန်လီချန်ပီယံဆုကိုစခုရရှိခဲ့ပါသည်။ဒီလိုရောက်ရမှုဂျမီပါရီအနေနဲ့2015-2016ပရီးမီးယားလိဂ်ရာသီမှာ24ကိုတွင်းယူပေးနိုင်ခဲ့ပါသည်။ ဂျမီဘာရီယာဝင်းမလီမှာချဲစီအသင်းကိုတကူကူမရှိတဲ့နိုင်ရောက်ရှိခဲ့တဲ့လက်စတာအနောက်21 FA Block Champion အသင်းမှာလည်းဒဇယ်တစ်ပိုင်းပါဝင်ခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။အသင်းရဲ့အကြီးအကျယ်ဆုံးအခမ်းအနားဆုံးဇာမတယောက်ဖြစ်လာခဲ့တဲ့ကနဝင်တန်းစင်မှုဂျမီဘာရီယာ73ရာသီကြာပြီးဒီနေ့ရသည်မှာလက်စတာစီးရီးယားအသင်းနဲ့လမ်းခွဲပါတော့မယ်။ဒါကိုကျွန်တော်တို့အတီးပြုပါလေလို့အသင်းဘက်ကတရားဝင်ထုတ်ပြန်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။လက်စတာစီးတင်းရဲ့ဩဂရဖြစ်တဲ့ဘရာဖာကတော့ဂျမီကရန်ကိုထူးခြားပါလေ လက်စတာစီးတီးအသင်းနဲ့ဆက်နွယ်နေတဲ့လူတိုင်းနှလုံးသားတွေထဲမှာနေရာတစ်ခုကိုသူကရယူထားသူပါလို့ဖွင့်ရပြောဆိုကြတာလည်းဖြစ်ပါလိမ့်။ဂျမီဘာလီကတော့လက်စတာစီးတီးအသင်းကိုစွန့်ခွာရတော့မှဖြစ်လို့ဆေမီကောင်ဖြစ်ရပေမဲ့လည်းအခုအချိန်ဟာတင်းလျော်မှန်ကန်တယ်လို့အခုလိုပဲဖွင့်ရပြောဆိုကြတာလည်းဖြစ်ပါလိမ့်။လက်စတာပရိသတ်တွေအတွက်တော့ဒီလိုနေမျိုးကိုရောက်လာတော့ကိုကျွန်တော်အနေနဲ့ဆေမီကောင်ဖြစ်မိပါလိမ့်။ဒါပေမဲ့လည်းနောက်ဆုံးတော့ရောက်လာမယ်ဆိုတော့ကိုကျွန်တော်တို့သိထားပါလိမ့်။ ဒီကလမှာအောက်ဘွယ်ကောင်းတဲ့ဆက်သုံးနေတာအချိန်ကိုအောင်မြင်မှုတွေအများကြီးနဲ့ပြီးတော့ကြာချုံမှုတွေလည်းကျွန်တော်ဖြတ်တန်းခဲ့ရပါလိမ့်။ဒါမှလည်းအများစုကတော့အောင်မြင်မှုတွေကြီးပါပဲလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။လက်စတောင်စီးတဲ့တင်းကလည်းဘောင်းတင်းကိုတကောကိုမရှိနဲ့ရှုံးနေပြီးတင်းဝင်တွေကတန်းစင်သွားရပြီလည်းပဲဖြစ်ပါလိမ့်။တရားဒီမှာတော့30ဘွယ်ကစားပြီးခုနကိုတွင်းယူထားနိုင်ခဲ့တဲ့ဂျမီပါရီယာအသိရဲ့ဒီအာဒီနဲ့ပတ်သက်လို့ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့နေတာလည်းပဲဖြစ်ပါလိမ့်။ ီရရတော့တကယ်ကိုဝမ်းနဲ့ဇာတ်ရည်ကြီးပါပဲကျွန်တော်တို့တော့လုံးဝကိုအချမ်းရဇာပါလို့သူကဆိုရှယ်မီဒီယာမှာအေးသာပြောဆိုနေတာလည်းပဲဖြစ်ပါလိမ့် Rewinister Ryan တရား33ပဲကစားပြီးဆက်ရှိမဲ့ထဲတာရရှိထားခဲ့တာကြောင့်အဆင့်19မှာရောက်ရှိနေတာလည်းပဲဖြစ်ပါလိမ့်ပြည်ပြလေးကိုပြန်နဲ့လာခဲ့ပြီးရသည်ကြာမှာပဲချန်ပီယံချစ်ကိုပြန်ဆင်သွားရတော့မှာလည်းပဲဖြစ်ပါလိမ့်နောက်ဆက်ချောင်းချန်ပီယံလက်စတာစီးရီးသင်းဟာကစားမတွေထဲကြံရှိနေတဲ့နောက်ဆုံးဇာမတယောက်ဖြစ်တဲ့ဂျမီဘာရီယာ အင်္ဂလန်ဘောလုံးအောင်ဆုံးလေးကနေထိုင်ဆုံးအဆင့်ကိုအံ့ဖွယ်တက်လန်းနိုင်ခဲ့သူလည်းပဲဖြစ်ပါလိမ့်။အဲတော့ဆယ်လီနောက်ဆန်ကရာသီမှာနောက်ဆုံး၉ဘက်မှာ၇ဘက်အနိုင်ရရှိခဲ့ပြီးတန်းစီရမယ့်အနေရကနေအာအသင့်ဖွယ်လွန်မြောက်ခဲ့တဲ့အသင်းမှာလည်းဂျမီဘာဒီတယောက်ပါဝင်ခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။နောက်ဒီရာသီမှာတော့နေပြရန်နီရင်းနေရဲ့လက်အောင်၅00လေးတင်းလေးအလေးပေးမှုနဲ့ချန်ပီယံစုကိုစင်ကာပူခဲ့ရမှာသူ့ရဲ့ twin ကိုတွေကအဓိကအကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါလိမ့်။တော်ပရီးမီးယားလိဆက်ရပွဲဆက်ကို twin ယူနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ဂဲမာဝါမှာသူစားတဲ့ကလာတွင်းဝမ်းနဲ့စရာအဖြစ်အပျက်တစ်ခုလည်းပဲရှိခဲ့ပါလိမ့်နောက်ဆက်ချီအော်တိုဘလာကကွင်းပြင်ဘက်မှာရဟရင်ပြက်ကြပြီးဩဂရာဘီချိုင်းဆဝီတနာဘရာဖာအပါဝေး9ရောက်တည်ဆုံခဲ့ရတဲ့အဖြစ်ပြက်ပါပြီ။လုံးတဲ့ကိုနေတုံးကကျော်တို့မဖြစ်နိုင်တာကိုလုံးပြခဲ့ပါလိ။ပရီးမီးယားလိကိုကျော်တို့ရောက်ယူနိုင်ခဲ့ပါလိ။ပြီးတော့ FA ဘလောက်ကိုလည်းစုကူရောက်ရှိခဲ့ပါလိ။အဲ့ဒါဟာခမရတို့အတွက်ပါဘီချိုင်း။ဂျာမနီကွာတာဖိုင်နယ်ကိုကျော်တို့ရောက်ရှိခဲ့ပါလိ အဲ့ဒီမတိုင်ခင်တုန်းကလည်းတန်းစင်အနေရကနေကျွန်တော်တို့လွတ်မြောက်ခဲ့ရပါသေးတယ်။ကျွန်တော်ရဲ့နောင်တတစ်ခုပြီးတော့ဒါနဲ့ပတ်သက်လို့ကျွန်တော်အရန်ကိုစေမကောင်းဖြစ်မိတာဟာဒီထက်များသည့်ပိုကောင်းတဲ့ရာသီတစ်ခုနောက်ွယ်ကနေခင်ဗျားတို့ကိုနှုတ်ဆက်ခွင့်မရလိုက်တာပါပဲ။ကျွန်တော်ရဲ့ဇာမဘွားကိုဒီနေရာဒီလိုပုံစံမျိုးနဲ့အဆုံးမသတ်ချင်ခဲ့တာပါ။နောက်ဆုံးအနေနဲ့ဒါဟာအနာယူရာမဟုတ်ပါဘူး။ကျွန်တော်ဆက်စားခြင်းပြီးကျွန်တော်နှစ်သက်ဆုံးကိုသွင်းရတာကိုဆက်လုပ်ခြင်းပါလေ။ စနေနေ့မှာဦးနဲ့အစားရမယ့်လက်စတာစီးရဲတဲ့မှာဒီရသည်၅ဘွဲတန်ရှိနေသေးတာလည်းပဲဖြစ်ပါလိမ့်။ရိုဘင်စတန်ရိုက်ဟာဂျာတာဝင်းရဲ့သူ့ရဲ့ဘွဲကျော်တဲ့ဇာရှင်းနေဘွဲမှာလက်စတာစီးရဲကထွက်ခွာတော့မဲ့ကျဲဝင်းနဲ့ကောင်းမွန်တဲ့စကားဝိုင်းဖြစ်ခဲ့တယ်လို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။သူကျွန်တော်ရုံးငန်းကိုရောက်လာပြီးတော့သူဘာတွေဆုံးဖြတ်တယ်ဆိုတော့ကိုပြောပြပါလိမ့်။အဲဒီနောက်မှာတော့ကျွန်တော်တို့45မိနစ်လောက်အကြောင်းအရာတွေအများကြီးပြောပြခဲ့ကြပါလိမ့်။လူတအူးနဲ့တအူးတိုင်းစင်မူအောင်တအူးနဲ့တိုင်းစင်မူတအူး မန်နေဂျာတဦးနဲ့ကစားမတဦးတို့ကြားကကောင်းမလဲစကားဝိုင်းတစ်ခုပါပဲသူရဲ့ဇာမဘွားလိုပဲလေးစားဖို့ကောင်းတယ်လို့သူပြောတဲ့စကားလုံးတိုင်းကလည်းဘောလုံးကလပ်အပေါ်လေးထားတဲ့သူ့ရဲ့ချစ်ခြင်းမြတ်တာတွေထင်ဟနေတာပါလို့ရူဘင်စတဲရိုင်းကဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်ဆရာဂျေမီဘာလီယာ2006ခုနှစ်မှာအပြောင်းလဲဇာမအဖြစ်နဲ့ဘောလုံးသမားဘွားကိုစတင်ခဲ့သူလည်းပဲဖြစ်ပါလိမ့်အဲဒီနောက်မှာလက်စတာစီးနေတဲ့အင်းကိုရောက်ရှိလာပြီးလေးတွေတစ်ခုပြီးတစ်ခုတက်လာတယ်ပရီးမီးယားလိကိုရောက်ရှိလာပါတယ် အမဘေးချန်ပီယံဖြစ်လာပါလေ။ယူဗနာစုလည်းရရှိခဲ့ပါသေးတယ်။ FA ဖလားလည်းရယူနိုင်ခဲ့ပါသေးတယ်။ချန်ပီယံရှစ်ကိုတန်းပြန်ဆင်းရပြီးပရီးမီးယားလိကိုတန်းပြန်တက်လာခဲ့ပါလေ။အခုလည်းတန်းပြန်ဆင်းရတော့မှလည်းဖြစ်ပါလေ။ရာသီကမတော့ချန်ပီယံပါလီတယောက်လက်စတာစီးရီးယားအသင်းနဲ့နှုတ်ဆက်လမ်းခွဲတော့မှလည်းဖြစ်ပါလေ။ဒီကမှာတော့ကင်းပါဝါရဲ့တကင်းကြီးလက်စတာစီးရီးယားအသင်းနဲ့အမှန်တကယ်ပဲလမ်းခွဲတော့မှလည်းဖြစ်ပါလိမ့်။ပရီးမီးယားလိထိုက်သီးကလပ်၄ခုအပြိုင်ဆိုင်ဂျိုးပန်းလေးရဲ့ရှိနေတဲ့ ဝိုင်ဆန်ပရီးမီးယားလိထိုင်သိမ်းကလပ်တွေဖြစ်ကြတဲ့ Chelsea, Liverpool, Arsenal နဲ့ Newcastle အသင်းတို့ဟာအခုလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာဘောမော်တဲ့နောက်ခံစားမလေးဝိုင်ဆန်ကိုခေါ်ယူနိုင်ဖို့အတွက်အပြိုင်ဆိုင်စိတ်ဝင်စားလျက်ရှိနေပါလိမ့်အသန်း၃၀အရွယ်သာရှိနေသေးတဲ့နောက်ကလူဟာပရီးမီးယားလိထိုင်သိကလပ်တွေသာမကဥရောပထိုင်သိကလပ်တွေရဲ့ပြင်မှတ်ထားခြင်းကိုလည်းခံနေရသူလည်းပဲဖြစ်ပါလိမ့်။ဝါဆန်ကဘောမော်တင်နဲ့ချုပ်ဆိုးထားတဲ့စာချုပ်အတွင်းမှာစာချုပ်ဖြတ်သိမ်းကြီးပေါင်သန်း90နဲ့ပေးရမယ်ဆိုတဲ့အချက်လဲထည့်သွင်းချုပ်ဆိုးထားပါလိမ့်။ ဒါပဲလည်းပရီးမီးယားလိဂ်ကလပ်တွေရဲ့ဟွာဆန်ကိုခေါ်ယူနိုင်ရေးစိတ်ဝင်စားမှုကရီယယ်မထွေအသင်းရဲ့အဆုံးအဖြတ်အပေါ်မှာမူတည်နေတယ်လို့သိရပါတယ်။ရီယယ်မထွေအသင်းကလည်းပြည်တဲ့ရသက်ဘတ်တွေအတွင်းမှာဟွာဆန်ကိုခေါ်ယူနိုင်ရေးစိတ်ဝင်စားနေကြောင်းဒဲနီထွက်ပေါ်နေကြတာလည်းပဲဖြစ်ပါတယ်။ကာယကံကျဝါဆန်ကိုတန်းကလည်းရီယယ်မထွေအသင်းဘက်ကသာကနန်းလာမယ်ဆိုရင်တော့လက်ခံဖို့အသင့်ရှိနေပါတယ်။တော်ပေမဲ့လည်းဝမ်ဆန်ဟာကစားမဘောက်တိုးတက်ရေးအတွက်ပုံမှန်ပွဲစားခွင့်ရရှိရေးချန်ပီယံလိဂ်စားခွင့်ရရှိရေးအပေါ်မှာပဲမူတည်ပြီးတော့အနာဂတ်ကိုဆုံးဖြတ်လာမှာလည်းဖြစ်ပါလိမ့်မယ်။ ။တကယ်လို့များရီယယ်မထွေအသင်းဘက်ကသာမကန်းလန်းလာခဲ့ဘူးဆိုရင်တော့ချဲစီကဖာဆန်ကိုပြောင်းရွှေ့နိုင်တဲ့နေရာဖြစ်လာနိုင်ပါလိမ့်။ကြဲသေးတဲ့ဝါဆိုင်ရဲ့တံပေးတွေနဲ့ကောင်းမွန်တဲ့ဆက်ဆိုင်ပန်ဆိုင်ထားသူဖြစ်ပြီးဒီအချက်ကအပြောင်းအချွေပေါ်အများကြီးအကျိုးသက်ရောက်နိုင်တာလေးပဲဖြစ်ပါလိမ့်။လဘောသေးရဲ့ဝါဆိုင်အပေါ်စိတ်ဝင်စားမှုဟာကိုနာတေးရဲ့အနာကနဲ့ဆက်ဆက်နေတာလေးပဲဖြစ်ပါလိမ့်။ အခုရာသီမှာနေပြအနေဆိုရလောင်းမှာပုံမှန်ပွဲစားခွင့်ရရှိနေတဲ့ကိုနာဒေးဟာလာမနေ့ဘောလုံးရာသီအကုန်မှာလဘောဦးစင်းနဲ့စာချုပ်တရန်ကုံဆုံးမှာဖြစ်ပြီးစာချုပ်တဲ့မချုပ်ဆိုဘူးဆိုတော့လဘောဦးအနေနဲ့ဟွာဆန်ကိုခေါ်ယူနိုင်ရေးအစွမ်းကိုချိုးပန်းလာတော့မှာလည်းဖြစ်ပါရည်တပတ်မှလည်းနေယူကဆဲအသင်းဟာပြီးတဲ့နှစ်တုန်းကဘယ်လီယာသင်းမှာမာဂူရီကိုခေါ်ယူနိုင်ရေးမအောင်မြင်ပြီးတဲ့နောက်လာမရာသီချန်ပီယံဝင်ခွင့်ရရှိလာမယ်ဆိုရင်ဟွာဆန်ကိုခေါ်ယူနံပါတ်၄ပြည့်မှန်အဖြစ်ပြည့်မှန်ထားမှာလည်းဖြစ်ပါရည် ဒါပြင်အစီရန်သင်းကလည်းဘိုခံစင်းအတွက်ဇာလီဘာနဲ့ဂါဘရီယယ်တို့သာအ धिक အားကိုနေရတာဖြစ်ပြီးတော့ဝါဆန်ကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင်ခံစင်ပိုင်းပုံမူတောင်းတင်းလာမှလည်းပဲဖြစ်ပါလိမ့်။ပြည်ရဲ့နေရာဒီတော့ကဂျိုဗနဲ့အသေးမှဘုံမောက်အသင်းကိုပြောင်းရွှေ့လာတဲ့ဝါဆန်ဟာပြည်ရဲ့ဆန္ဒနာအတွင်းမှာဥရောပရဲ့တောပါဆုံးခံစင်မှုတွေထဲကတယောက်အဖြစ်သူ့ကိုရွေးချယ်နိုင်ရေးနယ်သာလန်နဲ့စပိန်တို့ကအပြိုင်ကြိုးပမ်းခဲ့ကြဘူးလားလည်းပဲဖြစ်ပါလိမ့်။ဝါဆန်အမ်စတန်ဒမ်မှာမွေးဖောက်သူတယောက်ဖြစ်ပြီးနယ်သာလန်ယူ16အတွဲစားခဲ့သူတယောက်လည်းပဲဖြစ်ပါလိမ့် ။သူကလူငယ်ဘဝမှာမာမီလာအသင်းကိုပြောင်းရွှေ့ပြီးတော့ပြည်တဲ့နေတုန်းကမှစပိန်နိုင်ငံသားခံယူခဲ့တာလည်းပဲဖြစ်ပါလိမ့်။သူကပြည်တဲ့လာမတော်စပိန်အသင်းအတွဲပရမအဆုံးပွဲကစားခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။ကျေးဇူးတင်ပါတယ်။ဘဲသမဲလုံးကိုစိတ်နှစ်ဖြောင်းတမ်းမှာချမ်းသာကြပါစေခင်ဗျာ။